ဆိုတာကျွန်တော်တို့၃ယောက်ကဒီတော့ကျွန်တော်ဒီနေ့ BAIC ကနေပြီးတော့အစ်စ်ထုတ်လုပ်လိုက်တဲ့ BJ60 ဆိုတဲ့ကားမော်ဒယ်မျိုးစားကိုကျွန်တော်တို့ဒီနေ့မြန်မာပလာဇာမှာကျွန်တော်တို့ launch လုပ်တဲ့ပွဲမှာကျွန်တော်တို့၃ယောက်က TVC နဲ့တူတူရိုက်ထားတာဖြစ်လို့ပြောမှာဒါရောက်တက်ရောက်ဖြစ်တာပါ။တရားတော့လီရောအမှတ်တရရအများကြီးပါပဲ။အာရန်ကုန်မှာတရရရိုက်တယ်၊ကလောမှာတရရရိုက်တယ်။အာအမှတ်တရတကယ်ကိုအများကြီးပဲ။အာလီရောဒီကလောဆိုလဲအာပွင့်လင်းပြောရင်လီရောကားစမ်းမောင်းနဲ့ ဟာကိုတကယ်လို့အမှလက်တွေ့မောင်းရတာပေါ့နော်ပြောလိုက်ပါဟုတ်တယ်ဟုတ်တယ်အများမိုက်တယ်အဲ့ဒါကြီးဟုတ်တယ်အဲ့ HP ကနည်းနည်း share ပေးလာကျွန်တော်တို့ဒီ BJ CC ကကျွန်တော်တို့ off road ကားအမျိုးအစားလည်းဖြစ်တယ် luxury တိုက်လည်းစီးရှင်တယ်ဆိုလို့ရှိရင်တော့ရွေးချယ်လို့အကောင်းဆုံးအခုပါပဲဘာလို့လဲဆိုတော့ကျွန်တော်ကိုယ်တိုင်လည်းအခုတလောက off road ကားလည်းစီးကျင်တယ်လက်ရှိဆက်ဆက်လည်းစီးကျင်တယ် ီးတော့နောက်တစ်ခုကကျတော့ဈေးနှုန်းအပြည့်ဆိုလို့ရှိရင်လည်းအတင့်တင်ထဲမှာပဲရှိရပါတော့เนาะပြီးတော့သူ့သူ့မှာထဲမှာပါတဲ့ feature တွေဆိုတော်တော်များတယ်ဗျာကျွန်တော်ကြိုက်တာဆိုလို့ရှိရင် post tag ကနေစပြောင်းအောင်ပေါ့ post tag ဆိုလို့ကျွန်တော် digital post tag လေးပုံစံဖြစ်သွားတယ်ပြီးတော့အထဲထဲမှာကားရဲ့ seating ပုံစံက7 seat ဖြစ်တဲ့အကြောင်းမလို့မိသားစုဒီလုံလုံလောက်လောက်နဲ့ကြည်ကြည်မုန်းမုန်းလဲစီးလို့ရတဲ့အပြင်ကိုကျွန်တော်တို့ကမုတ်တေဆိုလို့ရှိရင်မုတ်ဆိုတာဟိုလိုစားတဲ့စားတဲ့မုတ်ပြောတာမဟုတ်နော်ကျွန်တော်တို့ဒီ driving mode တေဆိုလို့ရှိရင်ကျွန်တော်တို့အများကြီးပါတယ်ကျွန်တော်တဲတဲမှာမောင်းမလားအကြောက်တုံးမှာမောင်းမလားရေမှာမောင်းမလား ါဒါတွေကိုဒါတွေကိုကြာတော့သူတို့တွေရဲ့ feature တွေပါတယ်ဆိုတော့ပါတယ်ဆိုရင်မသိရဆိုမျိုးကျွန်တော်ကိုယ်တိုင်စမ်းကြည့်ခဲ့တယ် TVC မှာခဏကြာချင်းဟိုဟာကြည့်လို့ရှိရင်မြင်ရမှာပါဒီတောင်တက်လန်းနေဆိုလို့ရှိရင်ကျွန်တော်အသေးဖြုတ်ထားတယ်ပြီးတော့အဲ့လိုရေထဲမှာဖက်မောင်းတဲ့ဈေးနေဆိုလို့ရှိရင်အမြင်ကြီးကတပြုတ်ကြပါတော့နော်လီတို့ကမြင်လိုက်ရတာဟုတ်ဆောက်ဝီးဆိုတော့ဟာဘာလို့ဒီနေတော့မင်းကြီးရောအေးဆေးပဲအထဲမှာအေးဆေးပဲတိတ်မသိလား တော့တိတာပေါ့ပြီးတိတာအရန်အရန်တိတာဟိုကသွားပြီလားမသိဘူးပေါ့နော်ကိုယ်လေးအဲ့တိုင်းဖြုတ်တာအဲ့တိုင်းဖြုတ်အဲ့တိုင်းသူလိုက်ဖြုတ်တယ်တော့ကလည်းဖြုတ်တယ်ကျွန်တော်တို့ကအရှိအနောက်ကားကားမောင်းရတဲ့ပုံစံမျိုးသွားရဆိုတော့အပြိုင်ဆိုင်တွေမောင်းကြတာပေါ့နော်ကားရဲ့ခုနကတော့ကြန့်ခိုင်မှုနဲ့ခုနကတော့အထဲမှာပါတဲ့ feature တွေအကုန်လုံးက ဒီဒီ off road ကြိုက်တဲ့လူတော်တော်များများကတော့တော်တော်လေးကိုအဆင်ပြေပါတယ်လို့ပြီးတော့ကျွန်တော်တို့က size အားဖြင့်ရတယ်လေအကြီးပဲပြီးတော့နောက်တစ်ခုသဘောကျတာကအဲ့လို size ကားကြီးွားရဲဆိုလို့ရှိရင်တကား lock ဖွင့်နေဆိုလို့ကျွန်တော်တို့ကခုံတက်နေရတယ်ပုံမှန်ဆိုလို့ရှိရင်လေအခုကကျတော့တကားဖွင့်လိုက်တာနဲ့ auto ဘေးနားရဲ့ခြေနှင်းပြထွက်လာတဲ့ပုံစံလည်းပါလာဆိုတော့သူ့ရဲ့ feature တွေကတော့လိုလေသေးမရှိဘူး speaker လည်းကောင်းတယ်စမ်းကြည့်ပေးကျွန်တော် mic ဟိုကားကျွမ်းတဲ့အကူတွေပြောလို့ပါပဲရွှေသမျှအကုန်ပါတယ် ကားရဲ့အချက်အလက်တွေအချက်အလက်ပဲချက်လို့ပြောကားရဲ့ဆွဲဆောင်နိုင်တဲ့အချက်ကနံပါတ်1ကကျတော့ဒီဇိုင်းပိုင်းပေါ့နော်ကျွန်တော်တို့ဒီဒီဇိုင်းပိုင်းဆိုလို့ရှိရင်ဟိုးအရင်တော့ကျွန်တော်တို့ brand တော့ထုတ်မပြောတော့ဘူးကျွန်တော်အရင်တော့စီးရဲ့ကားတစ်ခုပေါ့နော်ဒီဒီခေါင်းထဲကကျတော့အဲ့ခေါင်းနဲ့တူဒါပေမဲ့ digital ပုံစံဖြစ်သွားတာညာဘက်မှာဆိုလို့ရှိရင်လည်းတော်တော်လေးကိုခေါင်းခေါင်းပိုင်းနဲ့လှတယ်ပေါ့နော်ပြီးကျွန်တော်တို့အနောက်အနောက်ဘက်အချမ်းမှာဆိုလို့ရှိရင်လည်းကျွန်တော်တို့ကသူ့ရဲ့ပုံစံကဒီကျွန်တော်တို့ ဟိုဘယ်လိုရမလဲယောက်ျားလေးတွေကြီးပဲစီးပြီးခန့်ညားတာမျိုးမဟုတ်ဘဲနဲ့အမျိုးသမီးတွေစီးရဆိုလို့ရှိရင်လည်း luxury တိုက်မျိုးဘက်ကိုကျွန်တော်တို့သွားတဲ့အတွက်ကြောင့်မလို့ယောက်ျားဝင်းမအောင်စီးမယ်ဆိုလို့ရှိရင်တော်တော်လေးကိုအဆင်ပြေတယ်ထဲမှာပါတယ်ပေါ့နော်ပြီးတော့ထဲထဲမှာကျွန်တော်တို့မီးလေးတွေဆိုလို့ရှိရင်အယောင်ပေါင်းများစွာပါတယ်နော်156ပါဟာကောင်းတော့မိုက်လိုက်လားဒီလေးချက်ထားတယ်။ငါ56ရောက်ပါတယ်။အတွင်းကလည်းကျွန်တော်လက်ဖီဖြစ်တယ်နော်။အော်ပြန်နောက်တစ်ခုပါသေးတယ်။အဲအလကားရတော့ကျွန်တော်လည်းစမ်းနေတာပေါ့။ဒီလေးကတော့ ီနေ့ကတော့ကျွန်တော်တို့ကိုယ်တိုင်ကားရဲ့ဝယ်မှာကြောက်ထက်ကြောက်ထက်စော်ရဲကြောက်ထက်အောင်ရဲကြောက်ထက်စော်ရဲငယ်နမဲဆွဲနေရဘောဘောဘောကျွန်တော်သူ့ငယ်ငယ်လေးတည်းတည်းဆိုငယ်နမဲကကြောက်ထက်အောင်လေကျွန်တော်ကြောက်ထက်စော်ရဲကျွန်တော်ရဒီနေ့ VJ60 ကားကိုဝယ်မှာဖြစ်ပါတယ်ဟုတ်ပါတယ်အဲအဲ့တော့မောင်းခဲ့တဲ့ဟုတ်တယ် အာမောင်းခဲ့တဲ့ကျွန်တော်ကတော့အဖြူဝယ်မှာပါအဲကျွန်တော်အောင်ကျွန်တော်ဟုတ်တယ်အဖြူယူမှာအဲကျွန်တော်ကတော့အနက်အနက်ယူမှာပါကျွန်တော်တို့ကဒီကိုကိုရိုင်းမောင်းကြည့်ပြီးတော့တကယ်လဲစိုက်နေတတ်တဲ့အတွက်ကြောင့်မလို့ဒီနေ့ဆိုကျွန်တော်တို့ကတခါတည်းကားတော့ယူပြီးကျွန်တော်မောင်းပြီးပြန်มาဖြစ်ပါတယ်ပြီးတော့ဒီထဲမှာဆိုလို့ရှိရင်သဘောကျတာဆိုလို့ရှိရင် massage chair တွေပါအဟုတ်ကဲ့အဲအဲ့လိုလိုအပူအေးတွေတဲ့ပါအကုန်လုံးပေါ့ဟိုရိုက်ကူးရေးရိုက်တာညနေဆောင်သွားတဲ့အချိန်မှာလူရဲပန်းလာပြီဆိုတော့သူ့ဟောခွေးပါအောင်လုပ်ပါအောင် အနိုင်ခံပြီးဘိန်းသားအနေလိုက်လေလီကတော့အာဘိန်းသားအနေလိုက်စီရကောက်မလေးပေါ့နော်တို့မျိုးကတော့ကျွန်တော်တို့ကရန်ခီးသွားကြတယ်ရှူတင်နဲ့နော်ရှူတင်နဲ့ရန်ခီးသွားကြတဲ့လူတွေဆိုတော့မတ်ဆက်ချဲပါတယ်ပြီးတော့အပူအေးညှိပေးတာဖြစ်တဲ့တော့အကြာကြီးထိုင်စီလို့ရှိရင်အာပူလာရပါမဖြစ်တော့ဘူးလေရမ်းမိုက်ရတာ